ထိုင်းစစ်တပ်ကအာဏာသိမ်းပြီးနောက်ထိုင်းနိုင်ငံတဝန်းမှရှိတဲ့မြန်မာပါဝင်ကမ်ဘောဒီးယားလာအိုစတဲ့အထောက်ထားမဲ့အလုံသမားတွေကိုဇွန်လ၁၂ရက်နေ့ကနေစပြီးဖမ်းဆီးလျက်ရှိတယ်လို့ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးလှုပ်ရှားမှုကော်မတီကသိရပါဗျ။အထောက်ထားမဲ့မြန်မာအလုံသမားအများဆုံးရှိတဲ့ထိုင်းနိုင်ငံမဲဆောက်မြို့အပါအဝင်တက်ခိုင်ကိုမြို့နယ်မှာခံမှန်းကြီးအဖြစ် ထောက်ထားမဲ့မြန်မာအလုံသမတထောင်ဝန်းကျင်ခန့်ဖမ်းဆီးခံထားရတယ်လို့သိရပါဗျ။လက်ရှိမှာတော့စွန်းလ3ရက်နေ့ကနေစတင်ပြီးအထောက်ထားမဲ့မြန်မာအလုံသမတွေကိုဖမ်းဆီးရရှိခဲ့တဲ့မဲဆောက်အပါဝင်တက်ခိုင်ကိုမျိုးနယ်ကအထောက်ထားမဲ့မြန်မာအလုံသမတွေလာမကထိုင်းနိုင်ငံတဝန်းလုံးမှာရှိတဲ့အထောက်ထားမဲ့မြန်မာလူသမားတွေပုံအောင်နေထိုင်နေရတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအခြေစိုက်မြန်မာတန်ယုံမြန်မာလူသမားကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ပူးရဲလုတ်ကင်လျက်ရှိတဲ့မြန်မာပြည်သားများရေးလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးကျော်က တော်ရီစိုက်ခင်းနေနေနေတဲ့မြန်မာလူသမားတွေကအဲ့ဒီထဲမှာပဲပုံနေကြပြီးမြို့ပေါ်မှာဆိုရင်တော့ကိုတိုက်ခန်းထဲမှာပဲတော့ခတ်ပြီးအထဲမှာတိတ်တိတ်လေးအတမ်းမထွက်ပဲပုံနေပြီးလူမရှိဟန်ဆောင်နေကြရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပထမဆုံးအကြိမ်ဖြစ်ဇွန်လ3ရက်နေ့ကမဲဆောက်မှာတရားမဝင်မြန်မာလူသမားတွေကိုဖမ်းဆီးခဲ့ရာအထောက်ထားမဲ့မြန်မာလူသမားစုစုပေါင်း200ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။အထောက်ထားမဲ့နိုင်ငံခြားအလို့သမားတွေကိုအချိန်အခါမရွေးဒေသမရွေးဖမ်းဆီးနိုင်တဲ့ထိုင်းလာဝကဥပဒေကြောင့် ထိုင်းစိုးရအနေနဲ့တရားမဝင်အလုသမာဖမ်းဆီးရမှာမကြေညာဘဲဖမ်းဆီးလို့ရနေပြီးထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုသမာ၄တန်းနီးပါးရှိပြီးထောက်ဝက်ခံကတော့အထောက်ထားမဲ့တရားမဝင်အလုသမာတွေဖြစ်တယ်လို့သိရပါဗျာ။